ဣသရေအီရန်အပြန်လိုင်းတိုက်ခိုက်မှုကြီးဖြစ်ပါတယ်။ဂျွန်လ73ရက်နေ့မှာဣသရေလီတပ်ဖွဲ့မှတိုက်လေရင်များဟာအီရန်နိုင်ငံရဲ့ဝင်ပိုင်နက်ကိုဝင်ရောက်ပြီးအီရန်နိုင်ငံရဲ့အဓိကနျူကလ িয়ার လက်နက်ထုတ်လုပ်ရာနေရာများဒုံးပျံထုတ်လုပ်ရာနေရာများနဲ့အီရန်စစ်တပ်ရဲ့အကြီးအကဲများနေထိုင်ရာဒေသများသို့စတင်တိုက်ခိုက်ခဲ့ပါတယ်။ အမှန်စင်စစ်အစ္စရေးနိုင်ငံရဲ့တိုက်ခိုက်မှုဟာယခင်ကတည်းကပွင့်ပွင့်လင်းလင်းနဲ့ရှင်းရှင်းလင်းလင်းပြောထားပြီးဖြစ်ပါတယ်။အီရန်နိုင်ငံနျူကလ িয়ার လက်နက် ပိုင်ဆိုင်ခြင်းမရှိရေးအတွက်အစ္စရေးနိုင်ငံဖြင့်ဤမျိုးစုံဖြင့်ကာကွယ်သွားမည်ဖြစ်ကြောင်းလူသိရှင်ကြားပြောကြားတာကအစ္စရေးနိုင်ငံဟာအီရန်နိုင်ငံကိုအနီးကပ်ဆောင်ကြည့်လျက်ရှိပါတယ်။ 1981ခုနှစ်ကလည်းအီရတ်နိုင်ငံအတွင်းမှာရှိတဲ့နျူကလ িয়ার တပ်ပေါင်းမှုကိုအစ္စရေးလေတပ်ကတွားရောက်တိုက်ခိုက်ဖျက်ဆီးခဲ့မှုပါတယ်။အကြောင်းတရားများကတော့အရှေ့လယ်ပိုင်းဒေသများမှာရှိတဲ့အစ္စရေးနိုင်ငံရဲ့ဖြစ်တည်မှုကိုလက်မခံနိုင်သောနိုင်ငံများအစ္စရေးနိုင်ငံကိုကမ္ဘာမြေပုံပေါ်ကဖျောက်ဖျက်ပစ်မည်ဟုသောနိုင်ငံများ အင်အားကြီးထွားလာခြင်း အစ္စရေးနိုင်ငံအားချိန်ချောက်အန္တရာယ်ပြုလာနိုင်ခြင်းအားကြိုတင်လက်ဦးမှုရယူတိုက်ခိုက်ခြင်းဖြစ်ပါတယ်။အီရန်နိုင်ငံဟာရှေ့လယ်ပိုင်းဒေသရှိ နိုင်ငံများမှဒေသစုံ အလွှာစုံမှအကြမ်းဖက်တောင်းကျမ်းသူများအကြမ်းဖက်သမားများအမည်အမျိုးမျိုးအားပြုစုပျိုးထောင်ထားပြီးအစ္စရေးနိုင်ငံအားတွယ်ဝိုက်သောနေဖြင့်တိုက်ခိုက်စေခဲ့တာကာလအတန်ကြာပြီဖြစ်ပါတယ်။ ဣသရေလနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့လေဗနွန်၊ဆီးရီးယား၊တခင်ကတော့ဂျော်ဒန်၊အီဂျစ်နဲ့အခြားသောဒေသတွင်းနိုင်ငံများမှာအမည်ပေါင်းစုံနဲ့ရှိတဲ့အကြမ်းဖက်သမားများကိုအီရန်နိုင်ငံကအပြေးအဝါထောက်ခံချက်ပေးထားခြင်းဖြစ်ပါတယ်။လေဗနွန်နိုင်ငံအတွင်းမှာရှိတဲ့ Hezbollah, Hamas လက်ရှိယေမင်နိုင်ငံမှာရှိတဲ့ဟူသီသဘုံများကိုလည်းနိုင်ငံရေးအရစစ်ရေးအရငွေကြေးရေးအရ အကူအညီထောက်ပံ့ပေးထားပြီးအစ္စရေးနိုင်ငံကိုနှောက်ယှက်ဟန်တားရန် စီစဉ်ဆဲဖြစ်ပါတယ်။ယူကလီးယားလက်နက်များထုတ်လုပ်ရန်အတွက်အခြားသောဒုံးမြနှီးပညာများဖြင့်အကွာအဝေးများစွာပြတ်ခတ်နိုင်တဲ့ဒုံးမြနှီးပညာများရရှိပြီးအဆိုပါဒုံးမြများမှာနျူကလီးယားထိပ်ဖူးထည့်သွင်းပြတ်ခတ်နိုင်တဲ့နျူကလီးယားဒုံးမြရရှိရေးအတွက် ယူရေနီယံတန့်စင်တဲ့လုပ်ငန်းရပ်ကို ကာလကြာရှည်ဆောင်ရွက်ပြီး မကြာမီကာလအတွင်းမှာနျူကလ িয়ার ဘုံ ထုတ်လုပ်နိုင်တဲ့အဆင့်သို့ရောက်ရှိလာတော့မှာဖြစ်တဲ့အတွက်အစ္စရေးနိုင်ငံကကြိုတင်လက်ဦးမှုရယူချေမှုန်းခဲ့ခြင်းဖြစ်ပါတယ်လက်ရှိအခြေအနေများအရအီရန်နိုင်ငံကလည်းဒရုန်းများမောင်းသူမဲ့လေယာဉ်များနှင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်ရရှိပြီး ဣသရေလနိုင်ငံဟာနိုင်ငံတော်အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားလျက်ရှိပါတယ်။ရှေ့လယ်ပိုင်းဒေသအတွင်းမှာစစ်မီးများပြန်လည်ထောက်လာလာနိုင်ပြီး အခြေအနေရရအားလေးလာသင့်ပါကြောင်းတင်ဆက်အပ်ပါတယ်။